ဆိုတာက plastic cup လို့ခေါ်တဲ့လက်တင်ဝေါ်ဟာရတစ်ခုဖြစ်တယ်တဲ့သူကသူ့ရဲ့အတိတ်ပဲကတော့ပုံသွင်းနိုင်တယ်လိုသလိုပုံသွင်းနိုင်တယ်သူ့ကိုစပြီးတီထွင်ခဲ့တာက alexander bakar လို့ခေါ်တယ် ပလတ်စတစ်ကိုစတီထွင်တော့ကတော့ဒါကတော့သူ့မှာရည်ရွယ်ချက်တွေရှိတာပေါ့ဂျင်းနန်တဘာဝတန်ငွေကြောင်မီသွေးအဲအနေပြီးတော့မှမျိုးစုံထုတ်တယ်သူ့ရဲ့ဂုံတတိကကြတော့ပဝင်းကျင်ထဲမှာလုံးဝမပြက်စီးပဲနဲ့ကြာရှည်စွာတည်ရှိနေနိုင်တဲ့ဂုံတတိရှိတဲ့ထုတ်ကုန်တစ်မျိုးလည်းဖြစ်တယ်ပေါ့နော်ဂျင်းနန်ကနေထွက်တယ်အဲ့ရနေပြီးတော့အကျဉ်းကျန်နေရနေပြီးတော့ပလတ်စတစ်ကောစီတွေလိုအပ်တဲ့ဓာတုပစ္စည်းတွေပေါင်းဆက်ပြီးတော့ပလတ်စတစ်လေးတွေထုတ်လိုက်တဲ့အဲ့ပလတ်စတစ်လေးတွေကိုကြိုချက်ပြီးတော့ သူတို့လိုအပ်တဲ့ပုံသွင်းပလိုက်တယ်ပေါ့နော်ပလတ်စတစ်ကိုဒီနေ့ခေတ်မှာတွင်တွင်ကျဲကျဲကိုအသုံးပြုနေကြတယ်။တဲရတာအရန်လွယ်ပြီပဲ။နောက်တစ်ခုကထုတ်ပိုးရမှာပလတ်စတစ်တချို့အမာသားတွေဆိုရင်ခိုင်ခန့်နဲ့ပေါ်ပါတယ်။တချို့ပစ္စည်းတွေဆိုလို့ရှိရင်ပစ္စည်းမထည့်ရသေးဘူးသူ့ရဲ့တဲရတဲ့အိတ်တွေကလင်းနေတာမျိုးရှိတယ်။ဒါပေမဲ့ပလတ်စတစ်မှာကျတော့အဲ့လိုမဟုတ်ဘူး။သူ့ရဲ့အိတ်ကပေါ့ပေါ့ပပလေးနဲ့တဲရတာလွယ်ကူတယ်။နောက်တစ်ချက်ကကျတော့ဈေးနှုန်းသက်သာတယ်အရန်လွယ်ကူတယ်။နောက်တစ်ခုက နေရာတိုင်းမှာအလွယ်ကူဝင်နိုင်တယ်တဲ့နောက်တစ်ခုကစွန့်ပြင့်ရလွယ်ကူတယ်အလွယ်ပဲလေအဲ့ဒီလိုအကြောင်းရင်းတွေကြောင့်အမတို့ဒီ plastic ကျွတ်ကျွတ်အိတ်တွေကိုတင်းတင်းကျပ်ကျပ်အသုံးပြုနေကြပါတယ် plastic အမျိုးအစား9မျိုးရှိတယ်နံပါတ်1က PET PET ဒီရေတံဘူးတွေမှာသုံးတယ်တချို့ပစ္စည်းပလင်းတွေပေါ့နော်တချို့ plastic ဘူးတွေမှာသုံးတယ်နောက်တစ်ခုကနံပါတ်2က HDPE high density polyethylene လို့ခေါ်တယ်ဒါကတော့ chemical name တွေပေါ့နော်ဆိုတော့ ဒီ HDPE ကြတော့ဗမာသုံးလဲဆိုတော့ shampoo ဘူးလို့ဘူးအမာတွေလေအချို့ C ဘူးတို့နည်းနည်းဘူးအမာစားတွေမှာသုံးတယ်နောက် PVC PVC ကကြတော့ polyvinyl chloride သူ့ကိုကြတော့လေပိုက်ဂျေပိုက်အပြာတွေတော်တော်များများဒီဒီ PVC နဲ့သုံးတာများတယ်တောက်လို့ရေလုပ်ငန်းပစ္စည်းတွေမှာသုံးတယ် PVC အမျိုးအစားပါနောက်တစ်ခုက ADPE လို့ခေါ်တယ် lodas e polyethylene plastic အပါသားလေးစီတီမတ်တွေမှာဆိုရင်လေအသီးတွေမှာအပေါ်ကနေ plastic အကြီးလေးအုပ်ထားရလေ pp pp ကကြတော့ pipe တို့ နောက်ပြီး cup တွေလေးအခါသုံးခွက်တွေလေးအဲ plastic ခွက်တွေအဲ့ဒါကိုလုပ်တဲ့အမျိုးအစား pp လို့ခေါ်တယ်နောက် ps ps ကကြတော့ခော့ဘူးကိုလုပ်တာပါခော့ဘူးကိုထုတ်တဲ့ plastic type အမျိုးအစားဒီ ps ဖြစ်ပါတယ် now 7ဆိုတာအာသာပေါ့เนาะဆိုတော့အဲ့ဒါကြတော့ဗာလဲဆိုတော့ကလေးဒိုက်ပါတို့ ဒီ CD ပြားတို့ဒါတွေပေါ့နော်အဲ့အမျိုးစားတွေကိုထုတ်တယ်ဒါပေမဲ့ ADP သည်ကြွကြွရဲ့အပြော့စား plastic အပြော့စားပဲထုတ်ရမှာမဟုတ်ဘူးတချို့ ADP တို့တခြားပစ္စည်းအမျိုးစားလည်းထုတ်တယ် PP ကိုလည်းတခြားပစ္စည်းအမျိုးစားထုတ်တယ်ก็ပြောခြင်းတဲ့ဘောကဒါပေမဲ့ဘဲပစ္စည်းမဆိုကြီး type 7နဲ့က plastic အမျိုးအစားနဲ့ပဲထုတ်လုပ်ကြတယ်။အဲ့ဒီ type 7ခုနှစ်ခုမှာ NAA အများဆုံး type ရှိတယ်။ PET ဆိုတဲ့ polyethylene tetraphthalate ရေတံဘူးက တစ်ခါသုံးရည်တန်းပြီပါတစ်ခါပဲသုံးလို့ရပါတယ်ဘာကြောင့်တစ်ခါပဲသုံးလို့ရလဲဆိုတော့သူ့ကို recycle ပြန်လုပ်လို့ရတယ်အကုန်လုံးသိတယ်ဟုတ်တယ်နော်ဘို့ပင်မဲ့တစ်ခါပဲသုံးလို့ရဆိုတော့ကျမ်းမာရေးအတွက်ကိုပြောတာပါရေတန်ဘူးအစ်စ်ကိုအဖုံးကိုဖွင့်လိုက်ပြီဆိုတာနဲ့အမတို့ရေတောက်လိုက်တယ်သူဒီနေရောင်ကြီးရဲ့လေရဲ့ဓာတ်ပြူသွားတဲ့အခါမှာအဲ့ဒီကော်ဘူး plastic ဘူးမှာပါတဲ့ plastic chemical တွေကအရေးပြောသွားပြီးအမတို့တောက်တဲ့ရေထဲကိုဝင်သွားတယ် ဒီ chemical တွေအမားတို့ခန္ဓာကိုယ်ရဲ့ဝင်သွားတယ်။ဒါပေမဲ့လူတွေကအဲ့ဒါကိုခဏခဏရေထက်ထဲတယ်ထပ်တော့တယ်ရေထက်ထဲတယ်ထပ်တော့တယ်ဖုံးလေးကဖွင့်ခဲ့တယ်နေရောင်ခြည်တွေကထိုးတယ်အဲ့လိုမျိုးနီလန်းနေကြသူ့တခါပဲသုံးတင်တယ်သူကအရန်အနေများတယ်။ဒါပေမဲ့သူ့ကို recycle တော့ပြန်လုပ်လို့ရတယ်။ပတ်ဝန်းကျင်ကိုတော့ဒါ recycle အစင်းစင်းအစင်းစင်းခဏခဏပြန်လုပ်လို့ရတယ်ဆိုတော့ဒါအရန်ကြီးတော့ဟိုမစိုးရွားဘူးလို့တော့ပြောလို့ရတာပေါ့နော်။ဒါပေမဲ့ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကတော့ အများကြီးဆိုဝစေနိုင်တဲ့တခါသုံးခြေတံဘူးတွေကိုထပ်ခါထပ်ခါအသုံးပြုရှောင်ကျင်သင့်တယ်ကိုကျမ်းမာရေးအတွက်အဲ့တော့ဒီတိုက်ခုနှစ်ခုမှာအရန်ပေါ့နော်ဆိုဝတဲ့တိုက်သုံးခုရှိတယ်အကုန်လုံးကတော့ဆိုးတယ်ဒီရီအကုန်လုံးရှောင်နိုင်ကောင်းတယ်ဒါပေမဲ့အဲ့ထဲမှာ PVC ပါကျမ်းမာရေးအတွက်ကိုအရန်ဆိုဝကြည့်ပါတယ်ကိုကကိုသုံးမဲ့ပလတ်စတစ်ပစ္စည်းကိုကြည့် PVC လို့ရေးလာလို့ရှင်ဒါကျန်းမာရေးကိုအရင်ဆိုးွားစေပါတယ်ဒီ PVC ဒီအိမ်သုံးပစ္စည်းတွေမှာမယ်အများဆုံးသုံးတယ်သူ့မှာပါတဲ့ chemical ကအရင်ပြင်းပါတယ်ဆိုတဲ့အတွက် PVC လို့ပါရှောင်ရှားရမယ် plastic တွေမှာပါပါတယ်နောက်တစ်ခုက seven other တချို့ plastic ပစ္စည်းတွေဒီဘာမှမဖော်ပြတာဘူး society of plastic industry ဆိုတဲ့အဖွဲ့အစည်းက plastic ပစ္စည်းတခုထုတ်တော့မယ်ဆိုရင်ဒီ type တွေကိုပေါ်ပြပါဆိုတဲ့သူ့ရဲ့ genius ကနေရှိတယ်အဲ့မဲ့တချို့တွေကမပေါ်ပြအောင် ဘာကမီကယ်တွေနဲ့လုပ်ထားမှလည်းမသိဘူး။ဘာတွေပါဝင်မှလည်းမသိဘူး။ဆိုတော့ဘာမှမဖော်ပြတဲ့ပလတ်စတစ်ကိုကိုကကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကိုထည့်မယ်အစားအသောက်တွေကိုသုံးမယ်ဆိုရင်တော့အရန်ကိုတတိထားရပါတော့မယ်။သူ့မှာပါတဲ့ကမီကယ်တွေကအရန်ပြင်းတဲ့အတွက်ကြောင့်ဆိုတော့ဘာမှမပါဘူး7လို့ပါမယ်။မတေချံနောက်တစ်ခုကဘာမှမရေးတော့ဆိုရင်ဒါကအာသာလို့စက်မှာပါနောက်တစ်ခု PS ဖော့ဘူးပါအရန်အနေရများပါတယ် ဒီတိုက်ခုနှစ်ခုတည်းမှာမှအခုထုတ်ပြတဲ့၃ခုတည်းမှာမှအန်ဒီရဲ့အများဆုံးလူကိုကင်ဆာဖြစ်နိုင်ခြင်းအမြင့်ဆုံးတိုက်ပြီးနံပါတ်6 poly styrene လို့ခေါ်တဲ့ PS ပါ သူ့ကို အပူနဲ့ထိတယ်အဲ့ဒီမှာပါတဲ့ chemical တွေကအစားတောက်တဲ့ကိုပျော်ဝင်သွားတယ်။အဲ့ဒီအစားတောက်ကိုအခန္ဓာကိုယ်ရဲ့ကိုထည့်လိုက်တဲ့အခါမှာအခန္ဓာကိုယ်မှာရှိတဲ့ကင်ဆာဆဲတွေကိုနှစ်ဆနှစ်ဆတိုးပြီးတော့ညှာဝစေပါတယ်။ D type 7က plastic ပစ္စည်းအမျိုးအစားပေါင်းစုံကို D type 7တွေကနေပဲထုတ်ပါတယ်။ဒီပညာတွေဖွံ့ဖြိုးတိုးတက်လာတာနဲ့အများ D type ကိုအမျိုးမျိုးလှည့်ပြီးပစ္စည်းအမျိုးမျိုးထုတ်သုံးလာကြတယ်ပေါ့နော်။ plastic နဲ့ထိတွေ့တာရဲ့အစားအသောက်တွေအများကြီးစားတဲ့အခါမှာဒီ BPA လို့ခေါ်တဲ့ဓာတ်တွေကခန္ဓာကိုယ်ထဲကိုရောက်သွားပြီးတော့အဝလွန်လာပြီးဖြစ်တယ်။နှလုံးသွေးကြောချင်းယောဂါတွေဖြစ်တယ်။စီးကြိုယောဂါကိုအဆင့်နှစ်တောင်ဖြစ်တယ်။ဒါကတော့ single use plastic အမျိုးအစားတွေပါဒါလေးတွေကိုဘာလို့အသုံးကြတာလဲဒီ single use plastic တွေစဉ်းစားကြည့်ရခါမှာဘယ်တူရတယ်ဈေးသက်သာတယ်ပေါ်ပါတယ်တဲရတာအမျိုးမျိုးပဲပေါ့နော်ဒါပေမဲ့သူ့ရဲ့နောက်ဆက်တွဲကိုစဉ်းစားလို့သုံးလိုက်တော့တာတရက်သုံးလိုက်တော့တာတနာရီအဲ့ဒီကြွကြွိတ်တိတ်ဆွေးဖို့ဆိုလို့ရှိရင်1900ကနေ1000ကြာကြတယ် plastic type ခုနှစ်မျိုးအဲ့ဒီခုနှစ်မျိုးကဒီတဘာဝပတ်ဝန်းကျင်ဆိုရက်လေရေ ညင်နဲ့ထိတဲ့အခါမှာဘယ်နှခုနှစ်ကြာရင်ဆွေးမလဲဆိုတာကိုသိပ္ပံညာရှင်တွေကခံမှန်းထားကြတာဆိုတော့သူ့လိုလိုကြီးဆွေးတာမဟုတ်ဘူးလေနော်ပစ္စည်းတစ်ခုကလေထိရတယ်ရေထိရတယ်မြေထိရတယ်အမတို့စာအုပ်တွေအိမ်ထဲမှာထားတယ်ဆိုရင်တော့အိမ်ထဲမှာစာအုပ်တွေဆွေးရလားစာရွက်တွေမဆွေးဘူးလေဒါပေမဲ့ခြံထဲမှာတော့ပစ်ထားကြည့်လိုက်မိုးရေထိလိုက် နေပူလိုက်လေတိုင်းလိုက်နဲ့ဆွေးသွားရလေအဲ့လိုနီးလိုက်အတိုင်းပဲသူ့မှာပစ္စည်းပါရတဲ့ကက်မီကယ်တွေပေါ်မူတည်ပြီးတော့ဒါတွေကိုတွက်ချက်ထားတာဖြစ်တယ်ကိုယ့်ရဲ့ အလွယ်တကူသုံးလိုက်တယ်မိနစ်ကလေးစက္ကန့်လေးနာရီလေးရနေပြီးတော့နှစ်ကိုရထီရထောင်းချီကြအောင်ကြာမဆွေးမြေ့တယ်ကိုယ့်ရဲ့ကျန်းမာရေးကိုလည်းအများကြီးထိခိုက်စေရဆိုတာကိုသတိပြုမိစေခြင်းနဲ့ပြောခြင်းဖြစ်တယ်ပေါ့နော်